မင်္ဂလာပါအေဂျင်နဲ့ဒေတာတွေတင်နေနေမှာဆိုလို့ရှိရင်တချို့ဒေတာတွေကမလိုအပ်ပဲနဲ့အရင်ကြီးပွားနေရတွေ့ရပါတယ်ဥပမာဘယ်လိုမျိုးလဲဆိုတော့ C department ဆိုလို့ရှိရင် C ဆိုပြီးတော့ရှိမယ်နောက်တစ်ခုကဒီမှာတယောက်ကကျတော့ C လို့ရိုက်ထည့်မယ်ပေါ့နော် S ပါတာနဲ့မပါတာနဲ့ခွဲထည့်လိုက်မယ်အဲ့ဒါမျိုးဆိုလို့ရှိရင်သူရဲ့ department တကယ် list မှာဆိုလို့ရှိရင်ဒီလိုနှစ်ခုကြီး ဖြစ်သွားမယ်ပေါ့နော်ဒါမျိုးဆိုလို့ရှိရင် data တွေပွားနေတတ်တယ်အဲဆိုအဲ့လိုမျိုးမပွားအောင်ဘယ်လိုလုပ်မလဲဆိုတော့ကိုက drop down list လေးနဲ့လောက်ထားလိုက်ရင်ရတယ်ပေါ့နော်ပြီးတော့အဲ့ drop down list ကဘယ်လိုလဲဆိုတော့ဒီလိုမျိုး drop down list လေးနဲ့လောက်ထားလိုက်မယ်ပြီးတော့အဲ့ drop down list ထဲမှာမပါတဲ့ data ဆိုလို့ရှိရင်ရိုက်ထည့်လို့မရအောင်ကိုကသတ်မှတ်ထားလိုက်မယ်ဆိုလို့ရှိရင်တော့ဒီလိုမျိုး data တွေမပွားတော့ပေါ့နော်အဲဆိုဒီလိုမျိုး drop down list လေးဘယ်လိုလုပ်လဲဆိုတော့တစ်ချက်ပြပြပေးပါမယ် အဲ drop down list လုံးမဲ့ column လေးပေါ့နော်။ဥပမာဒီဘက်မှာပြလိုက်မယ်နော်။ဒါကလုံပြီးသားမလို့။အဲ့ဆိုဒီဘက်မှာဒီဒီ column မလုံးမယ်ဆိုပြီးရှိဒီ column ယူလိုက်ပါမယ်ဒီမှာ။ sample အနေနဲ့ပြလိုက်မယ်နော်။အဲ့ဆိုဒီဘက်တစ်ခုလုံးကိုလုံးမယ်ဆိုပြီးရှိတစ်ခုဒီလို column တစ်ခုလုံးဆိုလဲ column တစ်ခုလုံးယူထားလိုက်လို့ရပါတယ်။ပြီးတော့ဒီမှာ data တက်တဲ့လေးကိုသွားမယ်။ data tools group တဲကနေမှာ data validation ဆိုတာလေးရှိရတာရဲ့ download ကိုနေလိုက်ပါမယ် data validation ကိုနေပါမယ်အဲ့ဒီမှာ setting ဆိုတဲ့ tab ထဲလေးကိုအရင်သွားပါမယ်အဲ့ဒီထဲကဒီမှာ validation criteria မှာဆိုလို့ရှိရင်သူ compute ထားတာကဒီမှာ list လေးနေနေရှိရပါတော့เนาะအဲ့ဒီထဲကကိုတွေက drop down list လေးလုံးပါမလို့ list လေးကိုယူပေးပါမယ်ပြီးတော့အဲ့ဒီ list ထဲမှာဘေးအားတွေထည့်မလဲထည့်မယ်ဆိုလို့ရှိရင်ဒီ source နေရာလေးမှာ cursor လေးချပြီးတော့ကိုထည့်မယ် စာသားလေးတွေရွှေ့ပေးလိုက်ပါမယ်ဒီလိုမျိုးထဲမဲ့ရလေးတွေတော့ဒီအိမ်ထဲမှာရှိနေဖို့လိုတယ်ပေါ့နော်အရင်စုထားဖို့လိုအပ်တယ်ဒီလိုထားလိုက်မယ်ပြီးသွားပြီဆိုရင်ကိုကဒီဒီထည့်ထားတဲ့ခုနှစ်ခုပဲရိုက်ထည့်ရမယ်ကျွန်တော်ရိုက်ထည့်လို့မရဘူးဆိုတော့ information လေးကိုပေးခြင်းနေဆိုလို့ရှိရင်တော့ဒီ air alert ထဲမှာထည့်လို့ရပါတယ် air alert မှာ style ကဒီမှာ၃ခုရှိရယ် stop ရှိမယ် warning ရှိမယ် information ရှိမယ် information ဆိုလို့ရှိရင်တော့ just information ပေါ့နော်သူဒီနေရာမှာတော့ဒီစာသားလေးပဲထည့်လို့ရမယ်ဆိုတဲ့ information လေးဖြစ်မယ်ဒါပေမဲ့တကယ်လို့ကိုကတခြားရိုက်ထည့်မယ်ဆိုရင်ဝင်နေအောင်မယ်အာ stop ဆိုလို့ရှိရင်တော့ဝင်ရတာမယ်ဒါကကြတော့ဝင်နေဒီလိုမျိုးတော့ထည့်လို့မရဘူးเนาะဆိုရင်ဝင်နေပေါ့နော်အခုတုံးမှာကြတော့ stop ကိုတုံးလိုက်ပါမယ်ပြီးတော့ဒီ title မှာကြတော့ list ရေးရမယ်ဒါကကြတော့ကိုကြိုက်တဲ့စလုံးရေးလို့ရပါတယ်ဒီ error message မှာလည်းကိုကြိုက်တဲ့စလုံးရေးထည့်လို့ရပါတယ် ခုလိုရေးလိုက်မယ်ပြီးတော့ okay လေးထည့်လိုက်ပါမယ်အဲ့ဆိုဒီမှာ drop down list လေးရေးနေပေါ်လာပါပြီအဲ့မှာမကို data လေးတွေကိုကိုကဒီမှာဖြည့်လိုက်မယ်ပြီးတော့တကယ်လို့ဒီနေရာမှာပါမယ်ရိုက်ထည့်ပြီးတော့ enter ခေါက်လိုက်တာ ਨੇ သူကဒီမှာဒီလိုမျိုး message လေးပေါ်လိမ့်မယ်ဒါက drop down list ဆိုလို့ရှိရင်အဲ့ဒါ message ရဲ့အတိုက်တွေမှာထည့်ခဲ့ရတာလေးပါပြီးတော့ stop ကိုရွေးခဲ့တာမလို့ icon ကဒီလိုပုံစံလေးဖြစ်နေမယ်ပြီးတော့ဒါက အဲ့ဒါ message ပေါ့နော်အဲ့ဒါ message မှာဆိုလို့ရှိရင်ထည့်ခဲ့တဲ့စာသားလေးရဲ့ဒီမှာလာပေါ်တယ်ဒီမှာ retry ရှိမှ cancel ရှိမှ have ရှိမှအဲ့ဒီနေရာမှာသူက retry ဆိုလို့ရှိရင်တော့ဒီနေရာမှာ data ထပ်ထည့်လို့ပြန်ရိုက်လို့ရမယ် cancel ဆိုလို့ရှိရင်တော့ဒီမှာလုံးဝ cancel ဖြစ်သွားပြီဆိုတော့ဒီမှာလွှတ်ကြည့်လိုက်မယ်အနောက်ကကြည့်လိုက်မယ် retry ဆိုလို့ရှိရင်ဒီနေရာမှာဒီလိုမျိုးလေးပြပေးရပါတော့အဲ့ဒီကဥမကိုက mentally ကိုရိုက်ထည့်မယ်ဆိုလို့ရှိရင် mentally လို့ဒီလိုမျိုးရိုက်ထည့်ပြီး enter ခောက်လိုက်တာနဲ့ဒီမှာ mentally ကဝင်သွားမယ်ဒီလိုမျိုးလေးလုပ်လို့ရရပါတော့ ီးတော့တခြားတခြားဒီ DWDation ကတခြား information ကိုစမ်းကြည့်နေတယ်ဆိုလို့ရှိရင်လည်းဒီမှာ information လေးကိုစမ်းကြည့်လို့ရပါတယ်ဝင်နေလည်းစမ်းကြည့်လို့ရပါတယ်ဒီလောက်ဆိုဒီလောက်ပြထားရဲဆိုလို့ရှိရင်ဒါလေးကြီးလည်းစမ်းသုံးလို့ရမယ်လို့ထင်ပါတယ်ပြီးတော့ဒီလောက်ထားတဲ့ drop down list ကိုရေလိုဖြုတ်ပြန်ဆိုလို့ရှိရင်လည်းဖြုတ်လို့ရပါတယ်ကိုကိုကန်းဒီ ရိုးလေးတစ်ခုတည်းကိုဒီဆက်ကွက်လေးတစ်ခုတည်းကိုဖြောင်းမယ်ဆိုလို့ရှိရင်လည်းဒီဆက်ကွက်လေးတစ်ခုတည်းကိုရွေးပေးမယ်ဒါမှမဟုတ်ဒီ column တစ်ခုလုံးကဒီ data validation ကိုဖြုတ်ချင်တယ်ဆိုလို့ရှိရင်တော့အကောင်လုံးကို column တစ်ခုလုံးဆက်လက်မှတ်မယ်ပြီးတော့ data validation ကိုသွားမယ်အဲ့ဒီကောင်မှ clear all ဆိုအောင်နှိပ်လိုက်ပါမယ်ဒီမှာနှိပ်လိုက်တယ်ဆိုလို့ရှိရင်ဒီဘက်မှာလည်း clear all ဖြစ်သွားပါပြီ okay ကိုနှိပ်လိုက်တာနဲ့ခုနကထည့်ထားတဲ့ data validation ကမရှိတော့ပါဘူး